မန္တလေးတိုင်းဒရာဥပပိဆိုင်ရာလေးစိတ်တွင်ခီးတဲ့တင်လေရင်မိလာမှုဖြစ်ပေါ်ရဆိုတဲ့တဲ့မဲ့ဖြစ်ပါတယ်မေလာ6ရက်နေ့ညနေပိုင်း၌ဒါဟုပီပီဆိုင်ရာလေးစိတ်တွင်မန္တလေးမှရန်ကုန်သို့ပြန်တမ်းမြှင့်ခီးတရင်လင်းတစည်းပြည်လန်းပေါ်၌မိလာမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။လေရင်ပြည်လန်းပေါ်သို့ပြတ်တက်နေစဉ်ဘိန်းပေါ့၍မိလာမှုဖြစ်ပွားခဲ့ကြောင်းခီးတအူမလူမှုကွန်ရက်ဆမင်နာပေါ်တွင်ရေးသားဖြောင်းဝေလာခဲ့တာပဲဖြစ်ပါသည်။ခီးတအူမတူ၏ဖြစ်ပျက်ကိုမျှဝေလာခဲ့သည်မှာ လေရင်က ပြင်းလန်းပေါ်မှာပြန်တက်ဖို့နှစ်ခါ train သေးတာလေရင်ပြန်လှည့်ပြီးအချိန်ပြန်ယူတက်တဲ့ဘိန်းတန်ကမညက်တော့ဘူးဒါတော့မတက်လို့ညှော်နှင်းထွက်လာမှအမီလောင်နေလို့သိရတယ်ကပတိန်ကလည်းဖြည်းဖြည်းချင်းပြန်ထိန်ပြီးလေရင်ကိုရလိုက်တယ်ဟုရေးသားထားပါတယ်ရှင်ဒီနေ့ခုနှစ်ရက်နေတွင်အဆိုပါမျိုးသားလေချောင်းလိုင်းမှလေရင်ဒီခရီးတဲ့143ဦးသေးဆောင်ပြီးပြန်တန်းရင်ပြုလုပ်နေစဉ်လေရင်ပြင်းလန်းပေါ်တွင်ပုံမှန်မဟုတ်သောအချက်ပြမှုများဖြစ်ပေါ်လာသဖြင့်လေရင်မှုမှပြင်းလန်းပေါ်တွင်ရတန်ပြန်တန်းမှုရတန်ချင်းပြုလုပ်ခဲ့ပါတယ် ထို့သောပြုလုပ်စဉ်လေရင်ဤပြိစနစ်ပူပြင်းမှုကြောင့်လေရင်ဘဲဘက်တရားများပွင့်ထွက်လင်းဆဲမှုဖြစ်ပေါ်ခဲ့ပြီးမိတောင်ဖြစ်လာခဲ့သည့်ဖြင့်အခြေမီနှိမ့်သက်နိုင်ခဲ့ပါသည်။လေရင်ပေါ်တွင်ပါရှိသောလေရင်အမှုထမ်းများလိုက်နာကျင့်သုံးရသော Safety Operating Producer များအတိုင်းပြုလုပ်ခဲ့ပြီးခီးတဲများနှင့်လေရင်အမှုထမ်းများအားလုံးထိခိုက်မှုတစုံတရာများမရှိဘဲဘေးကင်းလုံခြုံစွာ၄၀နာရီစွာသို့ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ထို့ပြင်အဆိုပါခီးစဉ်တွင်ပါရှိသောခီးတံများအားရန်ကုန်မြို့သို့အစားထိုးလေယာဉ်များဖြင့်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ထိုလေကြောင်းလိုင်းမှခရီးသွားမိဘပြည်သူများအားအနှွံ့ညွတ်တောင်းပန်အပ်ပါသည်ဟုရေးသားဖော်ပြထားပါရဲ့ရှင်